မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းသိရေးသားသော လွမ်းရတဲ့သူတွေစာအုပ်မှာဆရာမင်းသိခအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူတရပွဲအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Gunda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်လွန်ခဲ့သော24နှစ်မြန်မာဆိုရှယ်လီလမ်းစဉ်ပါတီအစိုးရလက်ထက် 1988ဩဂုတ်လတတိယရက်သက်တပတ်ဤတခုသောရက်မြန်မာပြည်တဝန်းလုံးထိုအစိုးရထံမှဒီမိုကရေစီနှင့်အပြောင်းအလဲတစ်စုံတရာကိုတောင်းဆိုနေကြခြင်း မျိုးချစ်စိတ်တဲ့ရှင်သန်ထက်မြတ်ကြသောပြည်သူတိုင်းခေဘီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်တည့်ရက်ကိုလိုချင်ကြပေမည်ပေါ့ခမညာကျွန်တော်တို့စာရေးဆရာကဗျာဆရာတစုတည်လည်းမိုးဖွဲဖွဲလေးအောက်တွင်စေယုံကြီးရှင်၌စူဝေးမိကြပါပြီရန်ကုန်တမြို့လုံးအုံကြက်ကြက်ကျွန်တော်ကကဗျာဆရာအစုအဖွဲ့တွင်ပါဝင်ပါသည်အံ့ဩစရာကောင်းဒီမှာဘတ်ဆဲလာဝတ္ထုရေးဆရာများဖြစ်ပါလေရဲ့စာရေးဆရာအစုအဖွဲ့တွေမပါဝင်ပဲကဗျာဆရာတွေနဲ့လာပေါင်းသူနှစ်ဦးရှိပါသည်မင်းတိန်ခါနဲ့မောင်စိန်ဝင်းပရိကုံး မိုးဆဲသွားသည်နဲ့ကဲထွက်မယ်ထွက်မယ်နှစ်ယောက်တရွဲ့စီတန်းစီကြအဖွဲကောင်းဆောင်မောင်စိန်းနီကစော်ဩသည်ဆရာမင်းတဲ့ခါကနေကြအောင်နေကြအောင်မောင်စိန်းနီဒီကိုလာပါအောင်မောင်စိန်းနီတရားကိုဇဝေဇဝါဖြင့်ရောက်လာသည်ဘာဖြစ်လို့လဲဟနေ့လဝါဖြန့်စမ်းဘာရောင်တောင်တော်ဖြင့်မောင်စိန်းနီကလဝါလေးဖြန့်ပြရှာသည် သူကအသေးချာကြည့်ရှုစစ်ဆေးပြီးအေးနင်းကဥပ္ပစေတကကံနဲ့တေဖို့လက္ခဏာမပါဘူးဒီတော့နေရှိကတက် အုံငနဲ့ရည်တန်းကြီးထွက်လာသည်မောင်စိမ့်ကသူ့ကိုမြစ်တာပို့ရင်မစုံ သူကတော့ပြုံးစေးစေးဖြင့်သာဒီတော့မှမောင်စိန်းနီနဲ့မဲတင်ခါတို့ရဲ့ရင်းနှီးမှုအတိုင်းတာကိုသိလိုက်ရတော့သည်မောင်စိန်းနီကအပြောတခြားအလုပ်တခြားပါတာကရှင်းအံ့မဲတင်ကဟူ၍နာမည်ကြီးလာကားစရဲသူ့စာအုပ်များကိုပေးနိုင်ထုတ်ဝေသောညံဝင်းစာပေမှာကိုညံဝင်း၏မိတ်ဆက်ပေးမှုကြောင့်ကျွန်တော်နှင့်စတင်ရင်းနှီးခွင့်ရခဲ့သည်သူနှင့်တတ်တူရွယ်တူတွေမို့မဲတင်ခါအကြောင်းကိုမောင်စိန်းနီအားမေးကြည့်သောအခါမပေါင်းနဲ့မပေါင်းနဲ့ကင်းအောင်နေ သူတို့ကတာမွေစရိတ်အတွက်အလန်နီတွေဗျကျုပ်တို့ကရီကျော်စရိတ်အတွက် BCP တွေတခြားစီပဲ မပေါင်းနဲ့ဗျအညာသားကျွန်တော်ကတော့သူတို့ဤတာမွေစတိတ်ဟိုက်စကူးတွေရေကျော်စတိတ်တွေကိုပါမနားမလဲပါသို့တော့ကိုအကိုကြီးတစ်ဖွဲဖြစ်နေသောမောင်စိမ့်နေဤစကားမှုမျက်စိမဲ့၍ယုံလိုက်ရပါသည်နောင်သောအခါမှသာသူတို့သည်ရန်ကုန်အရှိပိုင်းသားအချင်းချင်းဟူသောကြွေးကြော်တံဖြင့်လုံထွေးပေါင်းသင်းနေကြသောငယ်တငယ်ချင်းအရင်းကြီးတွေမှန်သိလိုက်ရပါသည်သူတို့အချင်းချင်းအထုသဖြင့်မောင်စိမ့်နေမောင်ရွှေစုံနဲ့မင်းတင်ခါတို့မှတန်ရုံးစဉ်ပူကြည့်ကြ၏သူတို့ချင်းတွေ့လိုက်ကြလျက်လူငယ်တွေတပည့်တော်တွေကွယ် ာနိုင်နင်းတလုံးငါတလုံးတပြုံးပြုံးဖြင့်ကျွန်တော်တို့မှာပါဇက်ဟောင်းသားဖြင့်ဆရာမဲတဲ့ခါကဆိုခဲ့သလိုပဲမကြာခဏအတီပေါက်ဖြင့်ဟာတာလုတ်တဲ့ဤ မမရရထိုရေခင်းကာလအတွင်းမှာပင်ဖြစ်ပါသည်ကျွန်တော်တို့ကြပြဆရာစာရေးဆရာများသည်ရန်ကုန်မြို့တွင်သာမကမြို့ပြင်နှင့်မြို့နယ်များတို့တိုင်လှည့်လည်ဟောပြောကြရပါသည် တရက်တွင်မှော်ပြီးသို့တွားရောက်ဟောပြောရန်ဆရာမင်းသိန်ခမောင်စိန်ဝင်းပတိကုံဆရာတင်မိုးစန်းစန်းရွယ်တာယာဝတီနှင့်ကျွန်တော်တို့တာဝန်ကြပါသည်မှော်ပြီးမြို့ကန်တို့ကမြို့ပေါ်ရှိထားတဲ့ဆိုင်ရာအဆောက်အဦတစ်ခုတွင် ကျွန်တော်တို့အားဧကန်ကြပါသည်အခမ်းအနားရတစ်ဖက်တွင်မင်းသိန်ခမောင်စိန်ဝင်းကျွန်တော်နှင့်မြို့မိမြို့ဖလူကြီး ချီချိုထိုင်ခဲ့ကြပြီးမြေချင်းဆိုင်နိုင်ရဘတ်တွင်ဆရာတင်မိုးနှင့်ဆရာမဆန်းဆန်းတို့ကနှစ်ယောက်ထိုင်စတိကုံ၌ထိုင်နေကြပါသည်ထို့စဉ်ဆရာမင်းသိန်ခါကစကားစာပါသည်ဆရာတင်မိုးတို့နှစ်ယောက်ကိုကြည့်ရင်ဟမ်အခုကျွန်တော်တို့လူကြီးတွေလည်းစုံပါပြီ။ကဲမင်းတို့လူငယ်နှစ်ယောက်ကတော့လက်မှတ်ထိုးဖို့အစင်းနေဖြစ်ပြီလား။တစ်ခါလုံးမပြုံးမဲဝလုံးဝဲရေကြတော့သည်။ဆရာတင်မို့နဲ့မဆန်းဆန်းနှွဲတို့ခမရမှာတော့ရီရခန့်ငိုရခန့် ဤဒီပင်မင်းသင်္ခါ၏သူဆက်ကောင်ဥက္ကန္တီစတိုင်ဟာသာဖြစ်တော်၏ထို့သောနောက်တစ်ပတ်ခန့်အကြာကျွန်တော်နှင့်မောင်စိန်ဝင်းပရိကုံတို့မဥပင်တို့တွားရောက်ဟောပြောကနေတွင်သူရောက်လာသည်မကြီးမပြုံးနှင့်ခမားကိုအကူညီတောင်းမလို့ဗျဘာလဲဆရာရဲ့ဒီလိုပြကိုမင်းသက်ရကျုပ်အသေးချာတွက်ကြည့်ပြီးပြီမကြခင်ရက်ပိုင်းတွင်းမှာမင်းသက်လာတော့မှခမညာကျွန်တော်လန့်သွားသည်အစိုးရအသေးတက်တော်မှာကိုပြောတာပါဗျာ တက်ပြင်းတစ်ချက်ကျွန်တော်ခိုးချလိုက်ရသည်သူကစကားကိုစိတ်ဤကျုပ်ကိုကျုပ်လဲစိတ်ကြည့်ပြီးပြီကျုပ်လဲအထဲဝင်ရတော့မှအသေးချပေါက်ပဲခမည်းတော်ခုကူညီပြောပါစရာ ခေါရီမှာကျုပ်ရဲ့စာပေလှုပ်သားကအဲ့ဒါကိုမအူပင်မှာမိရှို့ပြီးမြစ်ထဲမျောပေးခဲ့ခမညာခမညာနားမလဲပါဘူးဗျာကျုပ်တို့ရဲ့ပညာပိုင်းနီးစနစ်တွေပါမအူပင်ကကျုပ်ရဲ့စာဒီဗျအဲ့ဒီကိစ္စကိုမအူပင်သားတွေတောင် သိကြမှာမဟုတ်ပါဘူးအဲ့ဒီတော့ကျုပ်ရဲ့စာဒီမအူပင်မှာမင်းသင်ခကိုမင်းသက်ကမိရှို့ပြီးမြစ်ထဲမျောပေးရမယ်ခံရမှာတော့တေချာပေါက်ပဲဒါပေမဲ့ဒီရရာကြောင့်90ရာခိုင်နှုန်းတတ်တာမယ်မောင်စင်ဝေးရောကျွန်တော်ပါမကြီးနိုင်ကြပါဘူး တလုံးတစ်ပါးသားမှလည်းမပြောနိုင်ခဲ့ကြပါသူကသူ့ပညာကိုမြန်နိုးလေးစားတံမိုးထားသူစစ်စစ်တယောက်ဟူတာကောက်ချက်ချမိခဲ့ကြ၏သို့တော့နောက်တွင် သူ့ဟောကိန်းတိုင်းအတိအကျဖြစ်လာခဲ့၏သူပြောသလိုပင် သူလည်း90ရာခိုင်နှုန်းမကတက်တရာရခဲ့၏မလွမ်းမူလားကိုစိန်ဝင်းရေမအူပင်မြို့နယ်ဓမ္မယုံကြီးတွင် ဖြစ်ပါသည်ဆရာမောင်စိန်ဝင်းပတိကုံဟောပြောပြီးတွင်ဆင်းပြေဘောတို့ကျွန်တော်တက်ခဲ့ရပါသည်လေးစားအပ်ပါသောမြို့မိမြို့ဖအပေါင်းတို့ခမညာကျွန်တော်မဟောပြောခင်မှာ မဆလာဆန့်ကျင်တရုတ်ပြပွဲလေးတစ်ခုကျင်းပဖို့ရှိပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့မအူပင်မျိုးသားနိုင်ငံတော်ဆိုင်ရေးဆရာကြီးတူကသူ့ကိုယ်စားကျွန်တော်ကိုတာဝန်ပေးလိုက်တာပါ။ညီလေးသောပြည်သက်ကြီးလှုပ်လှုပ်ရွရွဖြစ်လာသည်။အဲဒီဆရာကြီးကတော့ဆရာမင်းသိန်ခါပါခမညာ။ ဟာဟင်အမေရိကန်များနဲ့တူလက်ခုပ်ဩဘာသားကြီးပြိုကြလာသည် အတန်ကြာမှကျွန်တော်စကားဆက်ရသည်ဆရာမေးတဲ့အခါကကျွန်တော်ကိုမှားလိုက်ပါတယ်မဆာလာအစိုးရထုတ်ပေးထားတဲ့သူ့ရဲ့စာပေလုံသားကတ်ကိုသူ့ဇာတိမျိုးမှာမိရှို့ပြီးမြစ်ထဲမျောပေးပါတယ်ခမညာလက်ခုပ်ဩဘာသားကြီးတခုပြိုကြလာပြန်သည် ထိုစာပေလှုပ်သားကမိရှိုဘွဲကိုကျွန်တော်တပည့်ဘာဟင်းအောင်ဆရာဗမော်တရားဟိသားနဲ့အဖြူစင်းဝဲចောင်းသားလေးတယောက်ကကူညီသည်ကပ်ပြားကိုကျွန်တော်ကကင်နာပြီးသူတို့ကမိချစ်ချစ်ပေးသည်ထိုမိတော့တဲ့တွင်ကျွန်တော်ကိုယ်တိုင်ရှို့သည်သို့တော့တော်တော်နဲ့မလောင်သူစာပေလှုပ်သားကကိုပလတ်စတစ်အထူးကြီးဖြင့်လောင်းထားသောကြောင့်ဖြစ်ပါသည်လက်တွေပူလာသဖြင့်မကြာခဏကျွန်တော်ဘယ်ညာလက်ပြောင်းကင်နေရသည်ကိုစိန်ဝင်းကတော့ကျွန်တော်ဒုက္ခကိုကြည်ပြီးရည်ချင်နေဟန်တူသည်ကျွန်တော်ကတော့သူ့တပုံကိုကိုယ်တိုင်မိရှုနေရသ ဖြင့်ရင်ထဲမှာမကောင်းသို့သောမင်းသင်္ခါကိုမင်းသစ်ကိုတိုင်မိရှုရမည်ဟုဆရာကမှားလိုက်သည်မဟုတ်လားညနေဘက်ရန်ကုန်အပြန်သိမ်းမောဆောင်ကြရင်ပလတ်စတစ်ကပ်ဘဝမှာပလတ်စတစ်အလုံးလေးဘဝသို့ပြောင်းသွားပြီဖြစ်သောသူ၏စာပေလုပ်သားဘဝပြောင်းလဲကိုကျွန်တော်မြစ်ထဲသို့မျှော်ပြခဲ့ပါသည်ကျွန်တော်တာဝန်ကျခဲ့ပါတယ်ဆရာရဲ့ မကြမီတက်ဗရောအစိုးရတက်လာသည်နိုင်ငံရေးပါတီများဖွဲ့ခွင်ပေးသည်နိုင်ငံရေးပါတီကြီးတခုတည်းသို့သူဝင်ရောက်သွားသည်ဟုတရင်ကြရသည်တရက်တွင်သူတို့ပါတီဌာနချုပ်သို့အလဲပတ်ရောက်သွားသည်သူနှင့်တွေ့တော့ဟဲ့လူဟိုပြေးဒီပြေးလုံမနေနဲ့ဒီမှာလာလို့လက်နေရေးစားရေးကြောက်တာဝင်ယူတယ် ကျေးဇူးပါပဲဆရာဒါပေမဲ့ဆရာတို့ပါတီကမတူတဲ့အုပ်စုသုံးစု ပေါင်းလာတာပဲမကြခင် ကွဲမှာပဲကျွန်တော်မလာပြရစေနဲ့ခမခိတ္တမြအတူရေးသွားပြီးသူခေါင်းတစ်ချက်ညိတ်သည်ကျွန်တော်ပြန်ခဲ့သည်မကြမီ သူတို့ပါတီခွဲကြကွဲကြသည်နောက်သူလဲနရသိန်းတို့ရောက်သွားပြီဖြစ်ကြောင်းသတင်းရကြသည်သို့သောကြခံရမည်နှစ်များမစင်မီသူလွန်ငင်းချမ်းသာခွင့်ဖြင့်ပြန်လွတ်လာကြောင်းကိုရုံမြင်တန်ကြားသတင်းတွင်တွေ့လည်ရသောအခါကျွန်တော်တို့အားလုံးပျော်သွားကြသည်ဖြည်းဖြည်းမှသူနှင့်ဆုံတော့မည်ဟုစဉ်းစားထားတော်လဲ ထိုနေ့ညမှာပဲသူ့တပည့်ငယ်တယောက်ကျွန်တော် channel သို့ရောက်လာသည်ဆရာကြီးမင်းသိန်ခါကမနက်ဖြန်မနက်၈နာရီသူ့အိမ်ကစွန့်ကြွေးကိုကြွခဲ့ဖို့ဖိတ်ခိုင်းလိုက်ပါတယ်ဆရာသူစကားကြရတော့ထောင်ထဲမှာနှစ်ပေါင်းများစွာနေခဲ့ရတော့လေကျွန်တော်ကိုသူ့တတိယနေဆက်ဖြစ်ကြောင်းသိလိုက်ရတဲ့ဖြင့်ကျွန်တော်ကြည်နူးရပါသည် သူ့ရဲ့ဘယ်အိမ်ကိုပြောတာလဲကွယ်ကြောက်ရွံ့လန်းကအိမ်ကိုပါဆရာ အော်ဟုတ်သားပဲဆရာအင်ကဘူးလင်းလန်းဗညာရလလမ်းမာလာဟုတခါကကျွန်တော်မေးဘူးသည် သူကဤတို့ဖြေသည်မဟုတ်ဘူးဗျအမတ်ဆက်လေးကြောက်ရွံ့လန်းကြောက်မြောင်းပါဒါဆိုရင်ဆရာအမြဲတမ်းရင်းနေတဲ့အမတ်နေက95ဘူးလင်းလန်းဆိုတာကရောအဲ့ဒါကစာပလင်းနေမောင်ရဲ့အိမ်လေဟဲဟဲနောက်တာပါဗျာအဲ့ဒါကကျွန်တော်မိဘများရဲ့အိမ်ပါ ထိုစကားများကိုမှတ်မိနေသေးတဲ့ဖြင့်ကိုကိုကိုကျေနရင်ပြုံးမိသည်နောက်တနေ့မနက်သူ့အိမ်တွင်ကျွန်တော်တို့ဆုံကြသောအခါအားလုံးပြောနေကြခြင်းတွင်ကျွန်တော်က188တုံးကမအူပင်မှာကျွန်တော်ခြေပေးခဲ့တဲ့ရရရလေးမှတ်မိသေးလားဟဲ့ဟဲ့ကျုပ်ပြောခဲ့တာပဲအဲ့ဒီရရရကြောင့်90ရာခိုင်နှုန်းတက်တာမယ်ဆိုတာလေအဲ့ဒီတုန်းကမောင်စဝင်းပတိကုံလည်းတက်သေးရှိသားပဲဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဒါပေမဲ့ရရရဘလောက်ကောင်းကောင်းခြေပေးရသူကအချိန်နဲ့နေရာနဲ့တိတိကျကျလှုပ်ပေးနိုင်မှစွမ်းနာဆို ဟဲဟဲဟုတ်ပါတယ်ကျေးဇူးရှင်လေးရဲ့နှစ်ယောက်သားကြည်နူးစွာရည်ပြခဲ့ကြသည် သူ့ကိုကျွန်တော်ကြည်စေသေးကရည်ကြရရုံလား သူကကျွန်တော်ကိုကြည်စေသေးတာကတော့ကျွန်တော်ကြောက်ကြောက်အောင်ခံခဲ့ရပါသည်။သူရှမ်းရှားတော့မအောင်မြင်ခင်35လမ်းနဲ့မဟာဗန္ဓုလပန်းညာလမ်းကြားပူချုပ်လမ်းပေါ်ရှိဘောင်းမီဝိဇာဆိုင်ပေါ်တဲ့တွင်ဘီရင်ဟောကန်ကလေးဖွင့်ထားစေကာလတွင်ဖြစ်ပါသည်။မြေးမြကိုအလွမ်းပြေတွေ့ရန်အတွက်ကျွန်တော်မိခင်ကြီးစကိုင်းမရန်ကုန်သို့ရောက်လာသည်။မိမိကမိသင်ခါရီဆာဖက်ပရိသတ်စစ်စစ်သူ၏မနှုတ်စာတွေကိုကျွန်တော်တို့ထပ်ပင်စောရဖတ်ထားသူအညာသူမိခင်ကြီးသည်ဘီရင်ကလည်းအလွန်ယုံသည်။တိုးနေတနေ့တွင် ငါသားဆရာမင်းသိန်ခါကိုတည်သလားရင်းနှီးပါတယ်မေမေအေးငါ့ကိုလိုက်ပို့စမ်းကွာကျွန်တော်တပြင်းကြိတ်ရချမိသည်ကျွန်တော်အမေသည်ကျွန်တော်ဆရာသမားများမိတ်ဆွေများနဲ့တွေ့လင်ကျွန်တော်ဤဆိုးသွမ်းမိုင်ဝဲမှုများကိုအမြင်မပြတ်ပြောရင်တိုင်တန်းတတ်၏တို့ဖြင့်ကျွန်တော်ဤငယ်ကျိုးငယ်နာများပေါ်ခဲ့ရပေါင်းများလာပြီအပေါင်းအသင်းတွေကတော့ကျွန်တော်ပေါ်နိုင်ခွက်တွေထက်ရသဖြင့်ပီတိဖြစ်ကြရ၍မဆုံးအခုလဲဆရာမင်းသိန်ခါစီလိုက်ဖို့ခိုင်းနေပြန်ပြီဒီလူကြီးရှေ့မှာအမေဘာတွေပြောဦးမည်မသိ စိတ်လေးလေးဖြင့်အမေနဲ့တူသူ့ရှေ့မောက်သို့ရောက်သွားရသည်တော်သေး၏အမေကကျွန်တော်၏အကြောင်းအဆိုးကောင်းဘာမှမပြောသူ၏ဝိထုတွေအကြောင်းကိုသာမမောနိုင်မပန်းနိုင်ပြောနေသည်နောက်ဆုံးမှပေရင်မေးသည့်စခန်းသို့ရောက်တော်သည်ဒီတော့မှကျွန်တော်လှက်လာကြီးခံလိုက်ရပါသည်ဆရာမင်းသင်္ခါ၏ပထမဆုံးဟောချက်ကအင်းအန်ဒီကသားသမီးကံမကောင်းမှုခမျှ မှန်လိုက်လေဆရာရဲ့အမေကချက်ချင်းထောက်ခံသည်ကျွန်တော်မှကျွဲမိတို့ရေမစုံသူကတော့ကျွန်တော်ကိုပြုံပြုံကြီးလမ်းကြည့်နေသည်အခုတော့အမေရောသူပါမရှိကြတော့သို့တော့ထိုးသုံးသားဆုံခဲ့ကြတော့ထိုတနေ့ပဲမကြခဏကျွန်တော် ပြန်လွမ်းနေရသည်ဒီတော့လဲသူသုံးနေကြစကားဖြင့်သာတရားနှလုံးသွင်းရတော့သည်တပ်ပေတတ်တာကာမတကားဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကွန်တာကတ်တွန် channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။